ဒီနေ့ကတော့ကျွန်တော် public relation နဲ့ပတ်သက်ပြီးတော့သူ့ရဲ့ communication လုပ်တဲ့ပုံစံ၄ခုပေါ့နော် ကျွန်တော်မိတ်ဆက်ပေးခြင်းနဲ့ပေါ့နော်။ဘာလို့လဲဆိုတော့အခုဒီ social media တွေအားကောင်းလာတဲ့ခေတ်ကာလပေါ့နော်။အရင်ကလည်းဒီ public relation ကတော့ရှိခဲ့ပါတယ်။ဒါပေမဲ့အခုကာလမှာပိုပြီးတော့အရေးကြီးလာ။ဘာလို့ဆို social media ပေါ်မှာတိုက်ခိုက်တာတို့ကိုယ့်ရဲ့ branding ကိုတိဆောက်တာတို့ဆိုရင်ဒီ public relation ဘာသာရပ်ကအဲအရန်ကိုအရေးကြီးတယ်သိဖို့လည်းလိုတယ်ပေါ့နော်။အဓိကတော့ဒီ branding တိဆောက်မယ်။ကိုယ့်ရဲ့ reputation ကိုတိဆောက်မယ်။တကယ်လို့ reputation အဲကိုယ့်ရဲ့ကုန်သိတိတ်ခါထိခိုက်ခဲ့လို့ရှိရင်လည်းဒီအရာတွေကိုဘယ်လိုမျိုးပြန်ပြီးတော့ ဟိုအဖက်ဆယ်ရမလဲဘယ်လိုမျိုးရောကြအောင်ပေါ့နော်ဒီဒီ risk တွေပေါ့ကြောကြအောင်လုပ်မယ်ဆိုတဲ့ဟာကိုလုပ်ဖို့ဆိုရင်ဒီ public relation ကဒါအရန်ရေးကြီးတဲ့ဘာသာရပ်တစ်ခုဖြစ်တယ်ပေါ့နော်အဲ့တော့သူ့မှာအဓိကကြတဲ့ဒီ communication ပေါ့နော်အဒီလူလူဆက်ဆံရေးလို့ပြောပြီးဆိုတော့ကျွန်တော်လူလူနဲ့ကျွန်တော်တို့အခွေစည်းပဲဖြစ်ဖြစ်ဒီပုံကိုပဲဖြစ်ဖြစ်ပေါ့နော်ဒီဆက်ဆံရေးကအရန်ရေးကြီးတယ်ပေါ့ ဲ့တော့အရင်ကျွန်တော်တို့ဒီ communication နဲ့ပတ်သက်ပြီးတော့အဲ model ၄ခုရှိရပါတော့အဓိကတော့အဲပြန်ချုပ်မယ်ဆိုရင်တော့တัวတော့နှစ်ခုပေါ့နော်အဲဒီတလန်းသွားဆက်ဆံရေးလို့ခေါ်တယ် one way communication ရှိတယ်အဲဒီအပြန်အလှန်ဆက်ဆံရေးလို့ခေါ်တယ် two way communication ရှိတယ်ပေါ့နော်အဓိကတော့ one way communication ကိုဘယ်နေရာတွေမှာအသုံးပြုလဲဆိုတော့ကိုယ့်ရဲ့ branding နေကိုယ့်ရဲ့ဒီတချို့ကြတော့ဒီနိုင်ငံရေးမှာတော့တဝါရဖြန့်နေလို့သုံးတာပေါ့နော်ဒီလိုမျိုးနေရာတွေမှာကိုကကိုယ့်ရဲ့အကြောင်းအရာတွေကို လူတွေသိအောင်လို့အဲလူတွေကိုလွှမ်းမိုးနိုင်အောင်လို့အဲဒီအချက်လက်တွေမျှဝေပေါ့နော်ဒီလိုအချက်လက်တွေမျှဝေတဲ့အခါမှာတော့မှန်ချင်းမှားချင်းထက်ကိုယ့်ပေါ်မှာလူတွေ အဲယုံဟိုဘယ်လိုပြောမလဲဆိုတော့ယုံကြည်လာအောင်ကိုယ့်ရဲ့နောက်ကိုပါလာအောင်သူကဆွဲဆောင်တဲ့နီလန်ဖြစ်တယ်ပေါ့နော်ဒါကတော့ wifi communication ပေါ့နော်သူ့မှာတော့ဒီအားနည်းချက်ကတော့မရှိနိုင်လဲဆိုတော့တည်းရဲ့တချို့ဒီယူဆတွေကအဲဆဒီတကယ်တမ်းအဟုတ်မလို့လို့ねတကယ်တမ်းဒီယာကြီးကမဟုတ်ပါလားလို့တိသွားတဲ့အခါမှာတော့ဒီပုံမှာတော့ဒါယုံကြည်မှုတွေလျော့ဆင်သွားနိုင်တဲ့အအားနေချက်ရှိတယ်ပေါ့နော်နောက်တစ်ခုကတော့ one way communication ပဲဒါမဲ့သူက အာဒီဥမာဗျာကျွန်တော်တို့ဒီမိုးလေဝသတည်င်းတို့အဲဒီဒီဒီကျမ်းမာရေးနဲ့ပတ်သက်တဲ့လိုင်းနာတဲ့နဲ့ဟာတို့အဲစီမင်းစီကန်းတွေဟိုအဲဒီထုတ်ပြန်တာမျိုးတို့ဒီလိုမျိုးသတင်းအချက်အလက်တွေကိုမျှဝေတာပေါ့နော်အဲလိုဟာမျိုးတွေအဲအဲဟာကိုလည်းကျွန်တော်တို့ one way communication လို့ခေါ်ရဲပေါ့နော်ဒါပေမဲ့သူ့မှာတော့အဲဒီသတင်းအချက်အလက်တွေကအဲတိကျမှန်ကန်ရတယ်အဲလူတွေကို awareness ဖြစ်အောင်သူကအဲတိဝအောင်လုပ်တဲ့ အရာတစ်ခုပဲဖြစ်တယ်ပေါ့နော်ဒီလူတွေစီကနေမှဘလို့တုံ့ပြန်နေဘာညာစသဖြင့်ဒါတွေကိုတော့သူကဘာမှဟိုနေလာမှာမဟုတ်ဘူးတုံ့တက်မှာမဟုတ်ပေါ့နော်နောက်တစ်ခုကတော့ကျွန်တော်တို့ two way communication ပေါ့နော်ဒါကတော့ဒီအခုဒီ social media ပေါ်လာတဲ့ခေတ်တွေမှာပို့ပြီးတော့ခက်စားလာတာပေါ့နော်ကျွန်တော်ဒီ public relation ရဲ့တမိုင်းကြောင်းကိုပြောမယ်ဆိုတော့ဒီ19ရာစုမတိုင်ခင်ကတော့ဒီ two way communication อ่ะยังไม่ရှိခဲ့ဘူးဒါပေမဲ့တကယ်တည်းလူအများနဲ့ဆိုတော့မှအဲဒီ အဲတမိုင်းကြောင်းနေရေးခဲ့တာတို့အကြောက်စာတွေလုတ်ခဲ့တာဆက်သဖြစ်ပေါ့နော်နောက်နောက်ပိုင်းဒီသဘောရသူနောက်ပိုင်းမီဒီယာတွေပေါ်လာရင်လည်းဒီ press conference တွေလုတ်တာတို့အဲအဲ့လိုမျိုးပေါ့နော်နောက်ပိုင်းအခု social media တွေပေါ်လာတဲ့ခါကျတော့ဒီ social media ပေါ်မှာအဲဒီ live လွှင့်လို့ရှင်အောက်ကနေ comment တွေမှတ်တာဒီလိုအပြန်အလှန်ပြောတဲ့ဟာမျိုးတွေကြတော့ဒီ social media တွေအကောင်းလာတယ်ခင်မာတော့ပို့ပြီးအားကောင်းလာတာပေါ့နော်ပို့ပြီးအားကောင်းလာတဲ့အားနဲ့အမြဒီ two way communication ကပို့ပြီးတော့ဒီ public relation ှင်ဘာသာရက်မှာသူကအရေးကြီးတဲ့အဲကဏ္ဍတစ်ခုဖြစ်လာတယ်ပေါ့နော်။ဘာလို့လဲဆိုတော့ဒီ two way communication နဲ့မှာသူကဒီကိုယ့်ရဲ့ဒီလူထုနဲ့ကိုကိုကြားပေါ့နော်။မဟုတ်ရင်လည်းကိုယ့်ရဲ့ audience နဲ့ကိုကြားမှာအပြန်လဲယုံကြည်မှုအပြန်လဲအဲဟိုလေးစားမှုတွေဒီ branding ကိုကျွန်တော်တို့တိဆောက်တဲ့အခါမှာပို့ပြီးတော့ဒီရဲ့ model ကပို့ပြီးတော့အားကောင်းတယ်ပေါ့နော်။အဲ့တော့ ဘလို့ तू อ่ะသူ့မှာတော့အဓိကတော့ तू နှစ်ပိုင်းရှိရပေါ့နော်တစ်ပိုင်းကတော့ तू ဘာလဲဆိုတော့ကျွန်တော်တို့อ่ะဒီအဓိကတော့ကိုယ့်ရဲ့ဟိုအာကျန်တာပေါ့နော်ကိုပြောကျင်တဲ့အရာကိုလူလူကိုခွမ်းမိုးကျင်တဲ့အရာတော့ကိုလက်ထဲမှာကင်ထားတယ်ပြီးတော့မှ तू လူလူကိုအရင်လေ့လာလိုက်တယ်လေ့လာပြီးတော့မှကျွန်တော်ကိုကဘယ်ပုံစံနဲ့ပြောရမလဲဆိုတော့ပုံစံနဲ့စဉ်းစားပြီးပြောတဲ့အဲ two way communication ပေါ့နော်အဲ့ ။ तू က one way communication ထက်ဆိုင်တော့ तू အရင်ဆုံးလေ့လာတဲ့သုံးသပ်တဲ့ပြီးရင်ကိုပြောချင်တဲ့ဟာကိုဘယ်လိုကောင်းအောင်ပြောမလဲဆိုတဲ့ဟာမျိုးကို तू လုတ်ပြီးတော့မှအသေးစားပြင်ဆင်ပြီးတော့မှပြောတဲ့အရာမျိုးပေါ့နော်။နောက်တစ်ခုကကြတော့ကျွန်တော်တို့က ိုယ့်ရဲ့ audience နဲ့ကိုယ့်ရဲ့ပရိသတ်မဟုတ်လေကိုယ့်ရဲ့လူထုနဲ့ဟိုဟာအဲတသားတည်းဖြစ်အောင်လို့လုပ်တဲ့ပုံစံပေါ့နော်အဲ့တော့အဲအဲ့မှာတော့ကိုပြောချင်တာလည်းရှိတယ်လူထုပြန်ပြောတာရှိအဲ့နှစ်ခုကြားမှာဘယ်ဟာကအများလက်ခံနိုင်လဲပေါ့နော်ဘယ်အဲ့နှစ်ခုကြားမှာတူညီမှုကဘာတွေရှိလဲဒါတွေကိုရှာပြီးတော့မှဒီတူညီမှုကိုအရယူပြီးတော့မှယုံကြည်မှုတည်ဆောက်တာပေါ့နော်အပြန်အလှန်ပြောမယ်ကိုကတော့ A ဖြစ်ချင်တယ်ပေါ့ဗျာလူထုကတော့သူက C ဖြစ်ချင်တယ်ပေါ့နော် အဲ့တော့ဒီနှစ်ခုချားမှာဘာဖြစ်နိုင်လဲပေါ့နော်အဲ့တော့အဲကျွန်တော်တို့နှစ်ခုချားမှာဆို B ရှိတယ်ပေါ့အဲ့ဒီ B ကိုကျွန်တော်တို့ကအဲအားလုံးကသဘောတူတယ်ဆို B ကိုယူလိုက်တာပေါ့နော်အဲ့တော့ A A ကိုက A ပထမတော့ A အဲ तू ကလည်းပထမ C ဒါပေမဲ့ तू နဲ့ကိုနဲ့နှစ်ယောက်တွေ့တဲ့အခါမှာအဲ B ဖြစ်သွားတယ်ပေါ့ B ဖြစ်သွားပြီးကိုရုံကြည်မှုတိဆောက်နိုင်တယ်ပြီးလို့ရှိရင်ကျွန်တော်တို့ရှေ့ဆက်သွားနိုင်တယ်ဆိုတော့ ပုံစံကိုသူကတိဆောက်တဲ့ model မျိုးဖြစ်တယ်ပေါ့နော်အဲ့တော့ဒီ public relation မှာတော့ဒီ two way communication မှာတော့ဒီနောက်ဆုံး model ဖြစ်တဲ့ဒီအပြန်လဲယုံကြည်မှုတိဆောက်ရင်းနဲ့ညှိနှိုင်းပြီးတော့အားလုံးလက်ခံနိုင်တဲ့အရာကိုရွှေ့လိုက်တဲ့ model ကတော့ဒါအကောင်းဆုံးဖြစ်တယ်ပေါ့နော်ကျွန်တော်ဒီဒီနေ့ public relation နဲ့ပတ်သက်ပြီးဒီ communication ပုံစံလေးလေးခုကိုကျွန်တော်အဲမျှဝေသွားခဲ့တယ်ပေါ့နော်အဲ့တော့နောက်ပတ်ဒီမှာလည်းဒီ public relation နဲ့ပတ်သက်ပြီးတော့အဲထပ်မံပြီးတော့အဲမျှဝေသွားပေးပါမယ် ఆలో యేసు